တော့ကျွန်တော်ဘာပေါ့ဒီနေ့တင်ဆက်ပေးဝမယ့်တရင်ကတော့ငတိုင်းချောင်းကကလာမမှာရှိတဲ့အမြောက်တက်သုံးလေးတက်ရင်ကိုစစ်ကူလာတဲ့ဂျမ်းဘက်စစ်ကောင်စီစစ်ကြောင်းနဲ့အရက်ခေါ်တက်တော်အေးအေးဥဆောင်တဲ့တော်လိုင်းရေးပူပေါင်းတက်ဖို့တွေကြောင်းတိတ်ပွေးပြင်းထန်နေတယ်ဆိုတဲ့တရင်နဲ့ကြောက်ဖြူမျိုးကိုတက်ပြောင်းလာတဲ့ခမရ111ဒုတက်ရင်မူဗိုလ်မူဝင်းသက် Iron Contractor A Sniper Legend နဲ့တုတ်သိမ်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားခြင်းပါခင်ဗျာ။ အေယော်ဒီနိုင်ရတန်းချောင်းနဲ့ရခိုင်ပြည်နယ်ခွန်ကားလမ်းပေါ်မှာရှိတဲ့အမြောက်တပ်တုံးလေးလေးတက်ရင်အနီးတဝိုင်းမှာစစ်ကူလာတဲ့ကျမ်းပတ်စစ်ကောင်စီစစ်ကြောင်းနဲ့ Iron Contractor AA ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြောင့်တိုက်ပွဲပြင်းထန်နေလို့သိရပါတယ်။အေယော်ဒီနိုင်ရကြည်မြို့နဲ့ငတိုင်းချောင်းအပိုင်းမြောက်ဆန်းမှာရှိတဲ့ကျမ်းပတ်စစ်ကောင်စီရဲ့အမြောက်တပ်တုံးလေးလေးတက်ရင်အနီးပတ်ဝန်းကျင်မှာစစ်ကူလာတဲ့ကျမ်းပတ်စစ်ကောင်စီနဲ့ Iron Contractor AA တော်လိုင်းရဲ့ပူပေါင်းတက်ဖို့တွေကြောင့်လန်တက်လျှောက်နေရအနှက်တိတ်ပွေးပြင်းထန်စွာဖြစ်ပေါ်နေတယ်လို့တော်လိုင်းရဲ့တက်တဲ့နီးစက်သူတူကဆိုပါတယ်ပထမ RR ခေါ်တက်တော်အင်းနဲ့တော်လိုင်းရဲ့ပူပေါင်းတက်ဖို့တွေကအမြောက်တက်တုံးလဲလဲအနည်းဆုံးအထိအသာစီးရရှိခဲ့ပြီးအကျန်းဖက်စစ်ကောင်စီကလေကြောင်း drone နဲ့ပုံချတဲ့အပြင်စကူပါထပ်ဖို့တော့ RR ခေါ်တက်တော်အင်းနဲ့တွန်လိုင်းပူပေါင်းတက်ဖွဲ့တွေကနောက်ဆုတ်ပေးလိုက်ရတဲ့အချိန်နဲ့ထိဖြစ်သွားပြီ တိုက်ပွဲကလည်းအသက်ကုန်ပြင်းထန်နေလို့အဲ့ဒီစေသတင်းချင်းမြစ်ကဆိုပါတယ်အမြောက်တပ်သုံးလေးတပ်ရင်းကိုကျုံးပြုံမျိုးအခြေဆိုင်ခလရ36မှာစစ်ကုအင်အားများပါဝင်ပြည်သူစစ်မှုထမ်းတင်တန်းစင်းများနဲ့စစ်အင်အားဖြစ်တဲ့ကထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းဒေသခံများကပြောပါတယ်အချမ်းဘက်စစ်ကောင်စီကလက်ချောင်းကိုအ धिक အားရကတရဇက်ပုံကျတိုက်ခိုက်နေပြီတိုက်ပွဲအနေထားမှာလည်းမြေပြန့်ဖြစ်တဲ့အတွက်တော်လိုင်းရဲတပ်ဖွဲ့ဝင်တဲ့အချမ်းဘက်စစ်ကောင်စီတို့ကြောင့် နှစ်ဦးနှစ်ဖက်ထိခိုက်များနိုင်တယ်လို့မြေပြင်စေတရင်ရင်းကြီးကဆိုပါတယ်ပီယော်ဒီတိုင်းရကြည်မြို့နယ်ငတိုင်းချောင်းနယ်စေမိုင်ခန့်တာဝဲတဲ့အကျန်းဘတ်စစ်ကောင်စီရဲ့အမြောက်တက်သုံးလေးတက်ရင်ကိုစုံလာစနေရနေ့ကစတဲ့ကအရကတတအေအူးဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပါတယ်။ဒါပြင်ကြောက်ပြူမျိုးကိုတက်ပြောင်းလာတဲ့ခမရ111ဒုတက်ရင်မှုဘုံမှုဝင်းတဲ့အရကတတအေစနိုက်ပါလက်ချက်နဲ့ တုတ်သိမ့်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်ခင်ဗျာရခိုင်ပြည်နယ်ကြောက်ဖြူမြို့ကိုအပြောင်းအရွှေ့ဖြစ်ရထူးတို့ပြောင်းရွှေ့လာတဲ့ခမရ111မှဒုတက်ရင်မှုဘုံမှုဝင်းသက်ဟာတက်ရင်မှုကိုအပြောင်းအရွှေ့သတင်းပို့ပြီးအပြန်အရက်ခတ်တတော် A ကပြစ်ခတ်လိုက်တဲ့စနိုက်ပါကြီးထိမှန်ပြီးတေဆုံးသွားရလို့စစ်ကောင်စီဘက်ကသတင်းရင်းများထံမှသိရပါတယ် မြကြီးနားအခြေဆိုင်မြောက်ပိုင်းတိုင်းစစ်ထနာကြုံမှာဘုံမူဝင်းတန်းဦးစည်ရရှိဒုတိယတန်းစည်ရင်အတူအဖြစ်တာဝန်ထမ်းဆောင်နေရမှာမေလ26နေ့ကကြောက်ပြုတ်မျိုးရှိအချမ်းဖတ်စစ်ကောင်စီတရင်ကိုလေချောင်းခရီးစဉ်နဲ့ပြောင်းရွှေ့လာခဲ့ရလို့သိရပါတယ်တေဆုံးသူဘုံမူဝင်းတန်းရဲ့မိန်းမဖြစ်သူဟာလေမြကြီးနားမြို့မှာတောင်ရင်ကျန်းနဲ့ဒုရေအုပ်တူဖြစ်ကြောင်းသိရှိရပါတယ်ဒါပြင်အရက်ခေါ်တော်အေကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာ အကျံဖတ်စစ်ကောင်စီရဲ့တရင်တွေဖြစ်တဲ့ခမရ၅နှစ်ခမရ၅နှစ်၃နဲ့ခလိုက်ရ34စတဲ့တရင်တွေမှာလက်နက်ကြီးကြီးတဲ့ကြက်ရောက်ပတ်ကွဲမှုတွေရှိနေလို့သိရပါတယ်တိတ်ပွေးပြင်းထန်နေတဲ့ကြောက်ဖြူမြို့မှာအကျံဖတ်စစ်ကောင်စီတပ်သားတွေဟာတိတ်ပွေးအတွင်းအကြဆုံးများပြားနေပြီးတစ်ဆုံးသူများမှာစစ်မှုထမ်းတပ်သားတင့်များပါဝင်နေကစစ်မှုထမ်းအပတ်စဉ်ကိုနဲ့တစင်မှတပ်သားတင့်များအများအပြားပါဝင်နေကြောင်းသိရပါတယ် တိုက်ပွဲအတွင်းအမေရိကန်တပ်တော်အေဒန်လက်နက်ချအလံပြူထောင်သူတွေလည်းများသလိုထွက်ပြေးလက်မြောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများပြောက်ကိုလေအမေရိကန်တပ်တော်အေကနေ့စဉ်နဲ့အမျှဖမ်းဆီးရမိနေပါတယ်ဒီနေ့တင်ဆက်ပေးသွားတဲ့သတင်းကတော့ငတိုင်းချောင်းကောက်ကလန်ပေါ်မှာရှိတဲ့အမြောက်တပ်၃လေးတပ်ရင်းကိုစစ်ကူလာတဲ့ကျမ်းပတ်စစ်ကောင်စီစစ်ကြောင်းနဲ့အရခတ်တတော်အေဥဆောင်တဲ့တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကြောင့်တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့သတင်းနဲ့ ကျောက်ဖြူမြို့ကိုတက်ပြောင်းလာတဲ့ခလရ111ဒုတက်ရင်မှုဘုံမှုဝင်းသက် AR contractor A sniper legend နဲ့တုတ်တင်ခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ခင်ဗျနောက်ထပ်တင်ဆက်ပေးမယ့်သတင်းများကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ပြောကြားချင်ပါတယ်ခင်ဗျအခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ